တောင်ကိုရီးယားလွှတ်တော်မှာ NS ကတင်ပြခဲ့တဲ့လူဝဲအစည်းအဝေးအရကင်ဂျွန်ရဲဟာအမေရိကန်နဲ့ဆွေးနွေးဖို့ဆန္ဒရှိနေပြီးချင်းနေတွေပြီးလာရင်တိတိကျကျဆက်ဆံမှုတွေလွတ်လာလိမ့်မယ်လို့ယုံကြည်ကြောင်းလွှတ်တော်မှတူကသတင်းတောက်တွေကိုပြောပါတယ်ထောက်လိုင်းအေဂျင်စီရဲ့ခံမှန်းချက်အရဒီတွေ့ဆုံမှုဟာလာမယ့်နှစ်မတ်လမှာပြုလုပ်မယ်အမေရိကန်တောင်ကိုရီးယားပူတွဲဆက်ဆင်ရေးလေ့ကျင့်မှုပြီးမှဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ဒီခံမှန်းချက်တွေဟာအခုရပိုင်းအတွင်းတစ်ဖက်ကောင်းဆောင်တွေရဲ့ပြောဆိုမှုတွေအပြီးမှထွက်ပေါ်လာတာပါသမနာထရန်ကပြီးခဲ့တဲ့အပတ်တောင်ကိုရီးယားခီးစဉ်အတွင်းမှာ ကြသည်တဲ့နာဂတ်အချိန်ချင်းမှာမြောက်ကိုရီးယားနဲ့တွဲဆုံသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ကင်ဂျွန်ဝဲဘက်ကတော့ထရန့်ရဲ့ကမ်းလန့်ချက်ကိုလူသိရှင်ကြားတုံ့ပြန်တာမျိုးတော့မရှိသေးပါဘူး။ဒါပေမဲ့သူကအရင်ကတည်းကအမေရိကန်ဘက်ကနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးတောင်းဆိုချက်ကိုစွန့်လွတ်မယ်ဆိုရင်ချွေးနေဖို့အသင့်ရှိတယ်လို့အရေးမပြောထားခဲ့ဘူးပါတယ်။ဒီထောက်လန်းရေးအစီရင်ခံစာမှာတခြားသတင်းစာကောင်းတဲ့အချက်တွေလည်းပါဝင်ခဲ့ပါသေးတယ်။ပထမချက်ကတော့ကင်ဂျွန်အန်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့သွေးရောဂါရှိနိုင်တယ်ဆိုတဲ့ကောလာဟလတွေထွက်ပေါ်နေပြီးမဲ့ NIS ရဲ့အကဲဖြတ်မှုအရာ ူ့မှာကြီးကြီးမားမားကျမ်းမာရေးပြဿနာရှိဖို့မပေါ်ဘူးလို့ဆိုပါတယ်ဒုတိယချက်ကတော့သူ့ရဲ့ဆယ်ကျော်သက်အရွယ်တမိဖြစ်သူကင်ဂျူရေးဟာဖခင်ရဲ့နေရာကိုဆက်ခံမဲ့သူအဖြစ်နေရာပူခိုင်းမာလာပေမဲ့လက်တလော60ရဲ့အတွင်းလူမီကွင်းကနေပျောက်ကွယ်နေတာဟာသူ့ဖခင်အဘေါ်ကအောင်ဆန်းမှုတွေရောကြမသွားစေဖို့အတွက်တမင်တကာအရှင်လျှော့ထားတာဖြစ်မယ်လို့သုံးသပ်ထားပါတယ်တစ်ဖက်မှာတော့တွစ်ဆုံလို့တဲ့ဆန္ဒတွေရှိနေပြီးနောက်တစ်ဖက်မှာတော့2019ခုနှစ်ကဆွေးနွေးပွဲတွေပြပြခဲ့ရတဲ့အဓိကအတားအဆီးဖြစ်တဲ့ ယူကလီးယားကိစ္စဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။တက်တော့ထိပ်ပြီးဆွေးနွေးပွဲဟာတကယ်ပဲဖြစ်လာနိုင်မလား။ဒါမှမဟုတ်တောင်ကိုရီးယားထောက်လန့်ရေးရဲ့နိုင်ငံရေးခံမှတ်ချက်တစ်ခုသာဖြစ်နေမလားဆိုတာကိုတော့ကမ္ဘာကဆက်လက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။